အားလုံးပဲမင်္ဂလာပါရေဝချမ်းလေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဇွန်လ2ရက်နေ့ဒီနေ့တင်ပြပေးမယ့်အကြောင်းအရာတွေထဲမှာအကြမ်းဖက်စစ်လီဒ်တမိုင်းမှာအစိုးရစုံသောနေ့ရောက်ရှိလာတော့မယ့်အကြောင်းကျွန်မိဘတွေကိုတင်ပြပေးပါမယ်နောက်ထပ်ဒင်းတစ်ခုအဲ့ဒီဒင်းကကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကိုလက်ပစ်ဘုံနဲ့လာပစ်တဲ့အုတ်ချီး ကျွန်တော်ပြည်သူကာဝေးတပ်ဖွဲ့ဝင်လူငယ်တွေပြန်ပြစ်လိုက်လို့ခေါင်းပွင့်သွားတဲ့အကြောင်းကိုကျွန်တော်တင်ပြပေးပါမယ်။နောက်ဆုံးမှာတော့ချီးမွမ်းထမ်းထားတဲ့ကောင်တွေအခုအလုတ်ပြန်လုတ်နေတဲ့အကြောင်းကိုတင်ပြပေးမယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်မိဘတအူးချင်းစီတိုင်းကိုတလီစာဖိတ်ခေါ်လိုက်ပါတယ်။ဒီကနေ့ကျွန်တော်ရဲ့ background မှာတင်ပြထားတဲ့ပုံက ကျောင်းတိုင်းရင်သားညီကိုမောင်နှမတွေရှိတဲ့နေရာတွေမှာအကျမဖက်စစ်ခွေးတက်ဟာပေါင်း900ဘုံတွေပြီးတော့20ခွဲတက်စတာဘုံတွေဒီလိုမျိုးဘုံအမျိုးအစားအမြောက်အများကိုကျွန်တော်တို့တိုင်းရင်းသားညီကိုမောင်မမိသားစုဝင်တွေကို နေစဉ်တက်ဖြတ်နေတယ်ဆိုတာလေးကိုပေါ်လင်းစေတဲ့ပုံလေးပါဒီပုံလေးမှာပေါင်900ဘုံခွန်တွေနဲ့ တဲအိမ်လေးတစ်လုံးစောက်ပြထားပါတယ်ဒီပုံလေးကိုကြည့်မယ်ဆိုတာနဲ့ကျွန်တော်တို့မိဘပြည်သူတွေကျွန်တော်တို့နိုင်ငံအတွင်းထဲမှာရှိတယ်ကျွန်တော်တို့ရဲ့မိသားစုဝင်တွေကျွန်တော်တို့ရဲ့ကလေးငယ်တွေကျွန်တော်တို့ရဲ့အဖိုးအဖွားတွေနေစဉ်ဘလောက်တောင်များရဲဆက်ဆက်ဘုံကျဲတက်ဖြတ်ခံရလဲဆိုတာခံစားမိမယ်မျှော်လင့်ပါတယ် ဘလိုမျိုးပဲကြောက်တရားတွေသိမ်းပါစီဘလိုမျိုးပဲအကျန်းဖတ်တပ်ဖြတ်ပြနေပါစီကျွန်တော်တို့ပြည်သူတွေကသွေးမအေးသွားဘူးဆိုတာကိုလည်းကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါတယ်အခုကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့မိဘတအိုးချင်းစီတိုင်းညီကိုမောင်တို့မှအားလုံးအတွက်ကျွန်တော်ဝမ်းမြောက်ဂုဏ်ယူပါတယ်ဒီတော်လန်ရေးမှညီမျိုးစုံနဲ့ပါဝင်ကူညီဝင်းရထောက်ပံ့နေကြလို့ကျွန်တော်နိုင်ငံရဲ့တမိုင်းကိုကျွန်တော်တို့ရဲ့ လက်နဲ့ကျွန်တော်တို့ကိုယ်တိုင်ထုစစ်နေရလို့ကျွန်တော်မိဘတွေညီကောင်မောင်မတွေကိုစားအထူးပင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်းကျွန်တော်လေးလေးနက်နက်ပြောကြားရင်းနဲ့ဒီကနေ့မှာကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုလက်ပစ်ဘုံနဲ့လာပစ်တဲ့အုပ်ချီးဘလို့စက်သိမ်းသွားတာလဲဒီကောင်နေကျွန်တော်တို့အလောက်တောင်ရှော့တက်တာလားဒီသင်းကိုကျွန်တော်တွေ့လိုက်တဲ့အချိန်မှာကျွန်တော်ကြီးမိတယ်ကျွန်တော်ယူပါကျွန်မိပါတယ်လေ ကျွန်တော်သတင်းတင်ပြနေရင်နဲ့ဒါရင်မောပြုံးမိမယ်လို့တော့ကျွန်တော်မျှော်လင့်တယ်ဗျဖြစ်စဉ်ကကျွန်တော်အုပ်ဖို့ကကျွန်တော်ပြည်သူ့ကော်မတီတစ်ဖွဲ့ဝင်တွေဒါချိတဲ့နေရာကိုအုပ်ချီးကဒါသတင်းရတော့တော့အဲ့ဒီနေရာကိုသူ့ရှိမှရှိတဲ့လက်ပစ်ဘုံနဲ့လာပစ်တာလက်ပစ်ဘုံနဲ့ပစ်ခတ်မှုပြီးတော့အဲ့ဒီမှာကျွန်တော်တို့အုပ်ချီးလာပြီးလက်ပစ်ဘုံနဲ့ပစ်တဲ့အချိန်မှာကျွန်တော်တို့ရဲဘော်လူငယ်တယောက်ကမြင်လိုက်တယ်မြင်လိုက်တဲ့အတွက် ဲ့ဒါကိုကျွန်တော်တို့ဒါအနီးမှရှိတဲ့တပင်နဲ့ကွက်ကာပြီးတော့ရှောင်နိုင်ခဲ့တယ်ပြီးတော့အဲ့ဒီအုတ်ကြီးကတုတ်ချေတင်ပြေးတာသူပြစ်ပြီးတော့လက်ပြုံပြစ်ပြီးတော့တုတ်ချေတင်ပြေးတာနောက်ကကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလိုက်ပစ်တာခေါင်းပွင့်ထွက်သွားတယ်ကျွန်တော်လူငယ်ကိုအလောက်တောင်ပဲ short တွက်လေရောတလားနောက်ထူကြတာတစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့အဲ့ဒီအုတ်ကြီးကစစ်မှုတန်းဟောင်း စစ်မှုထမ်းဟောင်းတွေရဲ့ဒါသူတို့ရဲ့စိတ်ထဲမှာပေါ့နော်ဒါသူတို့ကတကယ့်ကိုစစ်သားကောင်းကြီးတွေစစ်သားကြီးတွေပြီးတော့စစ်တီတွေရဲ့အော်ကျွန်တော်တို့ဒါစေးဆိုင်ရကျွမ်းကျင်တဲ့သူတွေအဖြစ်သူတို့ကသူတို့သူတို့မှတ်ယူပြီးတော့အဲ့ဒီအကြောင်းကိုမကြမကြပြောပြီးတော့သူတို့တွေဂုံစားနေတာကိုကျွန်တော်တို့အချို့နေရာတွေမှာမကြမကြတွေ့နေရတယ် ဆိုတော့ငါဟာစစ်မှုတန်းဟောင်းပဲငါဟာတိုက်ခတ်ရေးရဲဘော်ဟောင်းကြီးပဲဒီကလေးတော့ကတော့အေးစစ်စစ်ပဲလက်ပြဘုံပြသွင်းပြီးတော့အဲ့ကောင်နေအကုန်လုံးကိုတက်ပြပြမယ်ဗောဗျာပြီးတော့သူရဲကောင်းလုတ်ချင်တာလဲပါတယ်ပြီးတော့နမယ်လူချင်တာလဲပါပါလိုက်တယ်ကန်ဆိုးကျင်တော့ဟိုမှာရှိတဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပါရ ेंजर တွေဖြစ်နေတာသူမတွေးမိဘူး ။အုတ်ကြီးလာတာကိုလည်းတွေ့တယ်။လက်ပြဘုံထုတ်ပြီးတော့ပြစ်တဲ့အချိန်မှာကျွန်တော်တို့ဒါတိတ်ချောင်နှိုင်လိုက်တယ်။ဆိုတော့ဒီလိုပြစ်စင်မျိုးကျွန်တော်မြင်ပါတယ်။ဒါကျွန်တော်တို့စိတ်ကူးလေးမှာဒါကျွန်တော်တို့ဇဝင်ကန်းလေးတစ်ခုပုံစံမျိုးပုံဖော်ပြီးတော့ကြည့်စီခြင်းပါတယ်။အုတ်ကြီးကသူ့ကိုယ်သူယုံကြည်မှုအပြည့်နဲ့ဒီနောက်တက်တင်လောက်ကတော့ငါလက်ပြဘုံစာကျွေးလိုက်ရင်အဲ့ကောင်နေအုံးဆိုတာနဲ့အကုန်ပြတ် ဒီကောင်လေးစက်ငင်စက်ငင်ဖြစ်သွားမှတေးကြတယ်ပြောငါကိုနှိုက်ကလည်းစစ်မှုတန်းဟောင်းဖြစ်တဲ့အတွက်ငါရဲ့တိုက်ရိုက်ခိုက်ရင်ငါရဲ့ဒါကျွမ်းကျင်မှုတွေနဲ့ဒီကောင်လေးကိုတမားပြမယ်ဆိုတာသူစိတ်ကူးပါလိမ့်မယ်ဒါပေမဲ့ပြစ်လိုက်တဲ့လက်ပြဘုံကိုကျွန်တော်တို့ဒါရှောင်းတိန်နိုင်ပြီးတော့အုတ်ချီးရဲ့ခေါင်းကိုပြခွဲပြလိုက်တော့တေးတာတေးသွားတယ်အသေးရောဖြောင်းမှာမလားမသိဘူးဗျာ စိတ်တော့မကောင်းဘူးဟုတ်ပြီဒီပြစင်ကဘကိုးတိုင်းအုပ်ဖို့မျိုးနယ်မှာဖြစ်ပွားခဲ့တာပါလက်ပြဘုံနဲ့ဝင်းအောင်ပြစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ထမ်းပင်ဂုံးကြွာကရွာအိမ်မှုအုတ်ချုပ်ရေးမှုအောင်မိုးခိုင်ဒီကိုနိုင်အပြစ်ခံရပြီးတော့အခုချိန်မှာတော့ဝေစီငရဲကိုမဆီတော်ကိုက်ချိန်မရပဲနဲ့စင်းသွားရပါတယ်ကျွန်တော်တို့ဇွန်လ3ရက်နေ့ညနေ6:55မိနစ်အချိန်မှာအုပ်ဖို့မျိုးနယ် တိတ်တို့ရွာအခြေဆိုင်ခမာရ6ကထွက်လာတယ်ပြီးတော့ထမင်းကုန်းကျေးရွာအဲ့ဒီရွာအိမ်မှုအုတ်ချီးဆိုတဲ့အောင်မိုးခံရချောင်းခွရွာပြီးတော့တရက်နှစ်ဖြားလေရွာအကြာလမ်းပိုင်းမှာတာယာဝရီခိုင်တရင်က383တက်ခွဲ၄ကျွန်တော်တို့မြေအောင်ကြောက်ကြတက်ဖွဲ့ဝင်ရဲဘော်တွေရှိတယ်တော့ဟိုသူကလက်ပြဘုံနဲ့ဝင်ရောက်ပြစ်ခတ်ခဲ့တာဖြစ်ပါတယ် ဲ့လိုပြတွင်းခဲ့ပေမဲ့လည်းပဲကျွန်တော်တော်လန်ရေးရဲဘော်လူငယ်တွေကအချိန်မီတိတ်ချောင်နှိုင်ချင်းကြောင်ရိုင်မှုအုတ်ချီးနမကောင်းလူချင်းတဲ့ကောင်အောင်မိုးခံရတော်လန်ရေးရဲဘော်လူငယ်တွေရဲ့ပြက်လက်ပြက်ခတ်မှုကြောင့်ဥကောင်းတဲ့တဲ့ကိုတနတ်ကြီးသုံးချက်ဝင်ရောက်ထိမှန်ပြီးတော့ပွဲချင်းပြီးသိဆုံးလက်ပြုံတစ်လုံးမှာသိစီရမိလိုက်ပါတယ်သူကန်ဆိုးသွားတာ သူမှန်းထားတာကတစ်မျိုးသူစိတ်ကူးရင်ပုံဖော်ထားတာကတစ်မျိုးဒါပေမဲ့ကျွန်တော်ပြည်သူကမွေးဖွားလာလိုက်တဲ့ပါရင်ဂျာအနီကောင်တွေပါရင်ဂျာအညိုကောင်တွေပါရင်ဂျာအဖြူကောင်တွေနဲ့တွေ့လိုက်တဲ့အချိန်မှာသူကောင်းတဲ့ကိုကြည်သုံးတော့ဝင်ပြီးတော့ပွဲချင်းပြီးဒါကြောင့်ကျွန်တော်ပြောတာစိတ်မကောင်းပါဘူးနောက်တစ်ခါကျွန်တော်တို့ပြည်သူ့ကော်မတီတစ်ဖွဲ့ဝင်တွေနဲ့ရင်ဆိုင်တွေ့မယ်ဆိုရင်ဒီထက်ပို့ပြီးတော့လေ့ကျင့်ပြင်ဆင်ဖို့လိုတယ် ကျွန်တော်တို့ဟာ super power ranger တွေရောဒါဆိုရင်တော့ကျွန်တော်ဖက်စစ်ခွေးတက်ကအကောင်းနေအခုလိုပဲကျွန်တော်တို့လူငယ်တွေကိုအထင်သေးပြီးတော့ကျွန်တော်တို့လူငယ်တွေကိုလွယ်လွယ်ကူကူအာရှင်းလင်းနိုင်မယ်လို့စိတ်ကူးရင်အိမ်မက်တွေပြက်ပြဲသွားပြီလို့တော့ကျွန်တော်ထင်မြင်ယူဆမိပါတယ်နောက်ထပ်ဇင်းတစ်ခုကအကျွန်တော်ဖက်စစ်ခွေးတက်ရဲ့ကျွန်တော်တို့ လေတက်ကလေဘဲတွေပြောချင်တာကတော့သူတို့ရဲ့လေတဲ့သမိုင်းမှာအစိုးဝါဆုံးသောအချိန်အစိုးဝါဆုံးနေ့ရက်တွေကိုရောက်ရှိနေပြီဆိုတဲ့အကြောင်းကိုတင်ပြချင်တာပါဆိုတော့ဒီသတင်းကိုပြောခဲ့မှာကျွန်တော်တို့ရုရှားလေတက်ကိုကျွန်တော်တို့ရူကရိန်းကဒီနေ့ဒါဒရုန်းနဲ့တိုက်ခတ်တိုက်ခတ်နိုင်ခဲ့တဲ့အခြေအနေမှာ ကျွန်တော်တို့ရုရှားနျူကလ িয়ার ဘုံကျဲလေရင်တော်တော်များများဒါပျက်စီးခဲ့တဲ့ကိုကျွန်တော်တို့ကမ္ဘာသတင်းမီဒီယာထက်ပါတွေ့ရတာဖြစ်ပါတယ်ဗျဒီဖြစ်စဉ်ကိုကျွန်တော်နိုင်ငံတပြချင်ပါတယ်အဲ့ဒီတိုက်ခိုက်လိုက်တဲ့အချိန်က7နာရီ44မိနစ်မှာအဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်ရုရှားရဲ့ TU95 TU22 ဘုံကျဲလေရင်တွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တဲ့အဲ့လိုတိုက်ခိုက်မှုကြောင့်ကျွန်တော်တို့ ရုရှားလေးတဲ့တမိုင်းမှာအစိုးရဆုံးသောနေ့အစိုးရဆုံးသောအချိန်ကိုသူတို့တွေဖြတ်တန်းခဲ့ရပါတယ်ရူဂရိအထူးစုံစမ်းရေးအဖွဲ့ဖြစ်တဲ့ SPU ကဆောင်ရွက်ခဲ့တဲ့အဲ့ဒီစစ်စင်ရေးအောင်မြင်ခဲ့တာပါဒီစစ်စင်ရေးချောင်းရုရှားရဲ့ဒါနျူကလ িয়ার ဗုံးကျဲလေယာဉ်တွေအပါအဝင်တိုက်လေယာဉ်အမြောက်အများဒေါ်လာဘီလီယံနဲ့ချီပြီးတော့ဆုံးရှုံးခဲ့တဲ့တမိုင်းတစ်ခုမတန်း တင်ရေးထိုးခဲ့တာပါဆိုတော့ဒီပြစ်စင်ကိုကျွန်တော်မိဘတွေလည်းကြားမိပါပါဆိုတော့ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာလည်းဒီလိုမျိုးပြစ်စင်မျိုးညှော်လင့်နေတဲ့အကြောင်းတွေလည်းကျွန်တော်ပြန်ပြီးတော့တွေ့မြင်ရပါတယ်ဟုတ်ပြီဒါကရုရှားရူဂရိန်းရဲ့လက်ရှိဖြစ်ပျက်နေတဲ့ဒါတိုက်ပွဲအတွင်းထဲမှာရူဂရိန်းရဲ့ထိုးနှက်ချက်ကြောင့်ရုရှားရဲ့ဒါတိုက်လေရင်အမြောက်အများဆုံးရှုံးခဲ့ရတဲ့အခြေအနေတစ်ခုပါ ဒီစစ်စစ်ရေးကိုလည်းပဲ Ukraine ကတေချာစွာဆောင်ရွက်ခဲ့တယ်ဆိုတာကိုကျွန်တော်တို့ကမ္ဘာသတင်းမီဒီယာထက်မှတွေ့ရမှာဖြစ်ပါတယ်တကယ့်ကိုစနစ်ကျလုံနေပြီးတော့တကယ့်ကိုပြင်ဆင်မှုကြီးပါတယ်ဒီလိုအချိန်တွေမှာကျွန်တော်တို့နိုင်ငံတွင်းမှာရောဒီလိုမျိုးစစ်စင်ရေးမျိုးပုံမဖော်နိုင်ဘူးလားကျွန်တော်ယူပါတယ်လက်ရှိ Ukraine ကကမ္ဘာရရက် ဥရောပနိုင်ငံတွေရဲ့ဒါထောက်ပံ့မှုတရားဝင်ရရှိထားတာပါကျွန်တော်တို့ဒါတော်လန်ရေးကာလကျွန်တော်မိဘပြည်သူတွေရဲ့ဝင်းကူညီမှုနဲ့ကျွန်တော်တို့ဟာလည်းပဲအကြမ်းဖက်စစ်ခွိတက်ရဲ့လေဒက်တမိုင်းမှစိုးဝါဆုံးနေတွေကိုဖျက်တမ်းစေခဲ့တဲ့အဖြစ်ပြအမြောက်များကိုလည်းကျွန်တော်တို့ဖန်တီးနိုင်ခဲ့ပြီးပါပြီ။ဒါကရန်ရဲ့ပြချမှုတွေပြီးတော့အကတ်တော့အေအေရဲ့ပြချမှုတွေ ီးတော့ KNU နဲ့ပူပေါင်းတပ်ဖွဲ့ဝင်ပြချနိုင်ခဲ့တဲ့ဖြစ်စဉ်တွေအခြားသောတိုင်းရင်းသားတပ်ဖွဲ့ဝင်တွေကလည်းလက်ရှိချိန်မှာကျွန်မဖက်စစ်ခွေးတက်ရဲ့ဒါလီဘဲတွေကိုဥတီတိုက်ခိုက်နေတဲ့စစ်စင်ရေးအမြောက်များကိုလည်းတွေ့မြင်ခဲ့ပြီးဖြစ်ပါတယ်။ဒါတွေဟာလည်းပဲယူကရိန်းကရုရှားကိုဥရောပနိုင်ငံတွေရဲ့ထောက်ပံ့မှုနဲ့တရားဝင်ထောက်ပံ့မှုနဲ့နော်။တရားဝင်ထောက်ပံ့မှုနဲ့သူတို့ရဲ့အကူအညီတွေနဲ့ရယူပြီးတော့အခုလိုသူတို့စစ်စင်ရေးကိုအောင်မြင်စွာ စင်နွဲနိုင်ရဲ့ကျွန်တော်နိုင်ရန်တွင်းမှာလဲအကျွန်ဖက်စစ်ခွေးတက်ရဲ့ဒါလေးလိုက်အခြေစိုက်ထားတဲ့စစ်စကန်တွေပြီးတော့ကျွန်တော်ပြည်သူကိုနေစဉ်ဘုံကျဲတက်ဖြတ်နေတဲ့ဒါစစ်ရဲဂျင်တွေကိုပြချနိုင်တဲ့အခြေအနေဟာလဲတန်ဖိုးချင်းအတူတူပါပဲအနေနဲ့အများပဲရှိပါလိမ့်မယ်လက်ရှိအခြေအနေမှာလဲအကျွန်ဖက်စစ်ခွေးတက်ရဲ့လေဘဲမိသားစုဝင်တွေအကုန်လုံး ငုံလူပျောက်ွယ်နေရတာဆိုတော့အချို့ဆိုရင်သူတို့ရဲ့နေရာတွေကိုပြောင်းရွှေ့နေထိုင်နေကြတာပြောင်းရွှေ့တာတောင်မှဘယ်နေရာမှာဘာတာဝန်ထမ်းဆောင်နေတဲ့ဘသူရဲ့မိသားစုပါဆိုပြီးတော့လဲကျွန်တော်တို့သူတို့တွေပေါ့နော်ဒါပြောင်းရွှေ့တဲ့အခြေအနေတွေမှာထုတ်ဖော်မပြောဆိုတာတွေလည်းရှိတယ်ပြီးတော့လေဘဲတွေနဲ့ပတ်သက်တဲ့သူတို့မိသားစုဝင်တွေကိုကျွန်တော်ဖက်စစ်ခရစ်တက်ကအာတကယ့်ကိုလှုပ်ဝက်ထားတဲ့အခြေအနေရှိနေပြီမြဲကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေက ကျွန်တော်မြေပြပြည်သူတွေရဲ့ဝင်းရဲ့ကုညီတော်ထောက်ပံ့မှုတွေနဲ့သူတို့ကိုတကောင်မီးတကောင်အမျိုးဖြုတ်ပြနေတာကလည်းထူးဆန်းနေပါတယ်။တခါတည်းမှာဒါနိုင်ငံတကာသတင်းတွေမှာပေါ့နော်။အခုလိုမျိုးဖြစ်ရတွေ့တဲ့အချိန်မှာကျွန်တော်တို့မြေပြပြည်သူတွေအားမလို့အားမရကျွန်တော်တို့တော်လိုက်ရေးပေါ်ဝေဖန်သုံးသပ်တာလေးလည်းကျွန်တော်တွေ့ရပါတယ်။ဒါတွေကိုကျွန်တော်လက်ခံပါတယ်။အဲကျွန်တော်အဓိက message ပေးချင်တာကဒါ Ukraine ဟာရုပ်ပါနိုင်ငံတွေရဲ့တရားဝင်ထောက်ပံ့မှုရရှိထားတဲ့နိုင်ငံဖြစ်တယ် ။ဒါကြောင့်လည်းပဲဒီစစ်စင်ကြီးကိုသူတို့တွေအောင်မြင်စွာဆောင်ရနိုင်ခဲ့တာ။ကျွန်တော်နိုင်ငံတွင်းမှာလေပဲကျွန်တော်ပတ်စစ်ခွေးတက်ရဲလေးတဲ့တမိုင်းရအစိုးရဆုံးနေတွေ့ပိုင်ဆိုင်နိုင်ဖို့ကိုလည်းကျွန်တော်တို့ဆောင်ရွက်ခဲ့တဲ့အဖြစ်အပျက်တွေကိုလည်းကျွန်တော်ရဲ့မိဘတွေဒါဘုံယူပွဲတွေ့မြင်နေခဲ့ရပြီးဖြစ်ပါတယ်ဒီထက်ပုံမှုကောင်းမွန်တဲ့ကျွန်တော်တို့မှတ်တိုင်တွေကိုစိုက်ချူသွားမှာဖြစ်သလိုဒီထက်စိုးဝါးစွာကြုံတွေ့ရမယ်ကျွန်တော်ပတ်စစ်ခွေးတက်ရဲလေးပဲတွေ့အကြောင်းကိုလည်း ကျွန်တော်တို့ထပ်မှန်ပြီးတော့တွေ့မြင်ရဖို့လည်းရှိပါတယ်ဒီနေ့ဒီကုန်းချုပ်လေးမှာကျွန်တော်အနေနဲ့တင်ပြချင်တဲ့အကြောင်းအရာတစ်ခုရှိတယ်အဲ့ဒါကတော့ရှမ်းမြောက်မှာကျွန်တော်တို့တိုင်းသားတစ်ဖွဲ့ဝင်တွေစီမှာဖမ်းခံရပြီးတော့ချီးပုံထမ်းရတဲ့ကောင်တွေကခုလိုက်ရလိုက်ရလုံနေတဲ့ဆိုတဲ့သတင်းတွေကျွန်တော်ရရှိထားပါတယ်ဟုတ်ပြီ ချီပုံထန်းတဲ့ဘွားကနေပြီးတော့တိုင်မှုဖြစ်ပြီးတဲ့နောက်သွေးကြောင်စွာနဲ့မုံရနာမခအတွင်တစ်ချိန်လုံးဂူအောင်နေတဲ့စစ်ရှုံးနေတဲ့ချီပုံထန်းထားတဲ့ကောင်တွေတိုင်မှုဖြစ်သူဘုံမူကျုပ်မျိုးမင်းထွေးဟာပထမအဦးဆုံးဂူပြင်ပတ်ခရီးစဉ်အဖြစ်စကိုင်းတိုင်းဟုံလင်းမြို့ကိုရောက်ရှိနေတယ်လို့ကျွန်တော်တို့သတင်းရရှိထားပါတယ်ကျွန်တော်တို့ဇွန်လတရက်နေ့ဒီနေ့မနေ့မနေ့ပိုင်း9နာရီမှာဒါတွေ့ဆုံပွဲဆွေးနွေးပွဲတွေလုပ်ခဲ့တယ်လို့လည်းကျွန်တော်တို့သတင်းရရှိထားပါတယ် ဒါဟာတချိန်ကချီမွန်ထမ်းခဲ့တဲ့ကောင်လေးတချိန်ကလူကုန်သိက္ခာစသားကုန်သိက္ခာမဲ့စွာကျွန်တော်တို့တော်လန်သောတပ်ဖွဲ့ဝင်တွေအရှိမဒူးထောက်ရှုံပေးအညံ့ခံခဲ့ရတဲ့ကောင်တွေကိုမာလာအကြံဖက်ကောင်တွေကနေရာပြန်ပေးပြီးတော့မူလတာဝိုင်းတွေပြန်လဲထမ်းဆောင်ခိုင်းပြီးတော့သူတို့ကိုအခုကျွန်တော်တို့အရှိအရှိကိုမျက်နှာထပ်ပြလို့လာပါပြီဆိုတော့ကျွန်တော်ရဲ့မိဘတွေ ဒါဟာကျွန်တော်တို့ရဲ့ vibe တစ်ခုပါဆိုတော့နေမီဒေတာတီးတီးမှစစ်ရှုံးပြီးသားနေမီဒေတာတီးတီးမှဒါအဆက်ကွဲပြီးသားကျွန်တော်တို့အသက်ချမ်းသာပြီးလို့လွတ်မြောက်သွားတဲ့ကောင်းတွေပြောချင်တာကတော့ကျွန်တော်တို့ကိုတိုင်းသားတစ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီတစ်ဖွဲ့ဝင်တွေကိုကြောက်နေတဲ့အကြောက်တရား vibe ကိုကျွန်တော်တို့ကထည့်ပြီးတော့သူတို့တွေကိုပြန်လှုပ်ပေးတဲ့အချိန်မှာလက်ရှိ main on line ကသူတို့ကိုပြန်ပြီးတော့ တာဝန်ပြဌာန်းဆောင်ခိုင်းနေတာပါဒီအချိန်တွေမှာလည်းကျွန်တော်မိဘတွေဒါပြလှုပ်ပေးလိုက်တဲ့သူတွေအတွက်ပေါ့နော်ဒါအချို့သောအဝိမမှုလေးတွေလည်းကျွန်တော်တို့တွေ့ရပါတယ်ဒါလည်းပဲကျွန်တော်တို့စစ်စင်ရေးတစ်ခု ပါပဲကျွန်တော်ဒီအချိန်တွေမှာဒါသူတို့ရသူတို့ရဲ့စိတ်ခံစားချက်အတွင်းထဲမှာကောဒါကျွန်တော်တို့ကိုကြောက်တဲ့စိတ်ပြီးတော့သူတို့ကအရှုံးသမားဖြစ်နေတဲ့ဗိုက်ရက်တခါတဲ့ပူတွဲ ပါသွားတာဖြစ်တယ်။ဆိုတော့အဲ့ဒီ virus က block ထိကျေပြန့်စွာကူးစက်သွားပြီလဲဆိုရင်လက်ရှိစစ်မြေပြင်တည်တည်မှကျွန်တော်တိုင်းသားတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေအတန်ကြာယုံနဲ့ခွေးပြေးဝပြေးပြေးနေတာကိုလည်းကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။ဟုတ်ပြီ။နောက်ရက်တွေမှာဈေးကောင်းနေကြဖို့ရှိနေပါတယ်။ကိုရှမ်းလေးဒီနေ့ကျွန်တော်တို့စစ်စင်ရေးတကူပေါ်ဆောင်နေတယ်။မနေ့ပြန်ကျွန်တော်တို့အောင်ပွဲခံကြမယ်။ကိုရှမ်းလေးအသင့်ပြင်ထားပါ။ ုတ်ကဲ့ပါကျွန်တော်အစင်သင့်ပါအချိန်လေးတောင်ပြောလိုက်သေးတယ်မနက်၈နာရီနဲ့၉နာရီကြာမှတို့တွေအောင်ပွဲခံကြမယ်နော်တဲ့ဒါဟာလက်ရှိကျွန်တော်တို့တော်လှန်သောကာလမှာကျွန်တိုင်းသားတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေဘလောက်ထိတောင်မှပူးပေါင်းဆောင်ရွက်နေလဲပြီးတော့ဘလောက်ထိတောင်ယဉ်နှီးနေလဲဆိုတာကိုကျွန်တော်တို့ဒါ မျက်မြင်တွေ့ရမှာဖြစ်ပါတယ်အကြံဖက်စစ်ခွေးတက်ကြောက်ဆုံးသောအရာကျွန်တော်တို့အခုလိုမျိုးဒါစီးလုံးညွတ်သွားမှကိုသူလွန်စွာစိုးရိမ်နေတာဒါမှလည်းလက်ရှိမြေပြင်ခြေနေမှာကျွန်တော်တို့တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ကျွန်တော်တို့လူငယ်တွေဟာတစ်ထက်ထဲအတူတူတိုက်ပွဲဝင်နေကြကြောင်းပြောကြားရင်းနဲ့ဒီနေ့ဗီဒီယိုကိုအဆုံးသတ်ပြစေနောက်လာတဲ့ဗီဒီယိုကိုဒီထက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်လက်နေပေးစီပေးကပေးချောင်းနဲ့ကျွန်တော်နိုင်ငံအတွင်းမှာရှိတဲ့မိဘတအုပ်ချင်းစီတိုင်းဘေးနဲ့ကင်းရှင်းပါတဲ့ကြောင်း 零零还是让现在让爷爷我写了吧。